မိခင်ဆုံးသောအချိန်ကသူမသည်နှစ်တန်းချောင်းသူလေးတူဖြစ်အဖေနှင့်အမေသည်တာဟုနေပြီးသူမကိုမွေးပြီးနောက်ထပ်ကလေးမရနိုင်တော့ပါအမေသည်လည်းသူမကိုမွေးပြီးသည့်ကာလမှစ၍မိရဲ့ယောဂဖြစ်လာခဲ့သည်မှာနောက်ဆုံးယောဂကျွမ်းယူကွယ်လွန်သွားသည့်အချိန်ဖြစ်ခဲ့ရသည်အဖေသည်အမေစိတ်နှင့်လေလွင့်ပြီးအရက်စတော့ရမှနောက်ဆုံးမတော့ရမနေနိုင်ဖြစ်လာသည်အလုတ်ကိုတော့အပြတ်မခံအလုတ်ရှိသည်နှင့်ကန်ထရိုက်ဆရာကြီးကလာခေါ်၏ အဖေကအရက်တော့ဝင်မယ်လက်သမားပယံစားသည့်အလုပ်တွေကိုကျွမ်းကျင်ပြီးခေါင်းဆောင်မျက်နှာလွှဲရသည့်အထိစိတ်ချရသဖြင့်အလုပ်နှင့်လက်ပြက်လာသည့်မရှိသောကြောင့်သူမတို့သားအဖသမိန်မငတ်ရခြင်းဖြစ်သည်သူမညံနေဆောင်ပြီးသည်နှင့်အဖေအလုပ်ကအပြန်ကိုလမ်းထိပ်မှထွက်ပြီးစောင့်မျှော်နေကြမချက်သက်ချက်သက်ဖြင့်သမိန်တို့ချက်ပြီးအဖေဝယ်လာမိခေါဆွဲကြော်သို့မဟုတ်ဝက်ကောင်းတုပ်သည့်သူတို့သားအဖတွင်ညသာသမိန်ဝယ်လေးဖြစ်သည်တခါတရံအဖေအရက်အယမ်းမူလာ၍အဖေကိုမနိုင်တနိုင်တွဲခေါ်ပြီးအိမ်မော်ရောက်သည်နှင့်အဖေအိပ်ပျော်သွားတတ်သည် ထိုအခါလမ်းထိပ်တော်စင်အကျော်ထဲမှရောင်းမကုန်တော့ဘေးရကျော်သည်သူမအတွေ့ညတာဖြစ်တော်သည်မိုးဆိုးကိုဖေက အသက်မကြီးသေးပါသမီးလေးတယောက်နဲ့ဖြစ်သလိုနေရသည်ကိုမိကွက်စည်းကကုံစင်းရောင်းသည်မဆန်းခင်ဆိုတဲ့ခလေးနှစ်ယောက်အမေတခုလကမကြည့်ရပါဘူးတဲ့သူတို့သားမိတွေကလမ်းထိပ်မှာအိမ်ငားနေကြသည် ပေ20ပေ40ဒဏီမိုးထရန်ကတဲရင်ကိုတဝဲချမ်းပြီးငားနေကြခြင်းဖြစ်သည်မဆန်းခင်မှာသမီးနှစ်ယောက်ရှိသည်နှစ်ယောက်စလုံးသူမထက်အသက်နှစ်နှစ်သုံးနှစ်ခန့်ကြီးကြသည် သူတို့အိမ်ကန်းတရံကြီးပြုတ်ကြသွားတော့ကအဖေသွားပြင်ရင်အဖေကိုမဆန်းခင်ကလိုတာတဲ့ပိုးပြီးလောကုတ်ပြူငါနေပုံကိုသူမမျက်စီတဲကမထွက်သူမကိုတမိလေးတမိလေးနဲ့ခေါ်နေလိုက်ပုံကရင်ထဲကပါရမဟုတ်ပါစားအဖေကလည်းအရွယ်ရှိတော့မဆန်းခင်ကလည်းအရွယ်ရှိအောင်ဆိုတော့သူမတုံတန်းကြောင်းတက်နေစင်မှာပဲမဆန်းခင်တို့မိသားစုတွေအိမ်ပေါ်သို့ရောက်လာခဲ့ကြသည်အဖေကအိမ်ပိုင်းယာပိုင်းနဲ့နေတာဆိုတော့မဆန်းခင်ကဘယ်အလွတ်ခံပါမလဲလက်ဆောင်တို့အိမ်ကဒေါ်ကြီးခင်ကသူမကိုတိုးတိုးပြောသည် မဆန်းခင်တို့အသားမိတွေအိမ်ပေါ်ရောက်လာသည့်နေ့ကအမေကိုတတိရလိုက်ဒီမှာပြောမပြတဲ့အောင်ပဲဖြစ်သည် အမေကပခုတ်ကူမြိုင်မျိုးနယ်ဘက်ကဟူမဆုံးငင်ကပြောမှုသည် အဖေပခုတ်ကူမှာအလုတ်သွားလို့ရင်းကအမေနဲ့တွေ့ပြီးအဖေနောက်ကောက်ကောက်ပအောင်လိုက်လာတာဟူပြောခဲ့မှုသည်အဖေရဲ့အမေသူမ၏အဖွားနဲ့ဖွားတွေးလေးတွေကမြိုင်မှာတက်ရှိထင်ရှားရှိနေကြသေးသည်တဲ့မဆန်းခင်တို့အိမ်ပေါ်သို့ရောက်လာကြပြီး၂ရက်၃ရက်အကြာမှာဒေါ်ကြီးခင်ကသူမကိုခေါ်ပြောသည်လှကလေးရင်အမေကြီးစီလာပါဦး တော်ကြီးခင်ကသူမ၏အမိရင်လှက်လှရင်ဟုဘယ်တော့မှမခေါ်လှာကလေးဟုသာခေါ်သည်ဘာခိုင်းမလို့လဲအမေဘာမှမဟုတ်ပါဘူးအေးညီးကိုမုံလုံးကြီးပေါ်ပြေးကျင်လို့ပါလာစားလက်မုံကျွေးပြီးမှတော်ကြီးခင်ကတူတူလေးပြောသည်ညီးဖေနဲ့စန်းခင်ညားနေကြပြီရဲ့စန်းခင်ကညီးမိတွေမိတွေဆိုတာမိတွေတော်ဂေါတမီကလည်းဘသူမှမကောင်းသူတို့တစ်ခုခုလုံးအမေကြီးတီပြေးလာခဲ့ကြလားမီရွေးဟူသောဩဝါဒသည်သူမနှင့်အလွန်ဆိုင်နေတော်လဲကြားလိုက်ရသည်နှင့်ယင်ထဲမှာတမျိုးကြီး ဝမ်းနေသလိုဖြစ်လာသည်အရင်တုန်းကအဖေကတမီးလေးတစ်ယောက်တည်းဖေဖေသိချစ်ပါတယ်ဟုပြောခဲ့ပေမဲ့အခုတော့အဖေသည်မဆန်းခင်နဲ့ပူပူကက်ကက်မဆန်းခင်ဤတမီးနှစ်ယောက်ကိုလောက်ခရီစင်းတုန်းကခါဝဲအစ်စ်လေးတွေဝယ်လာပေးပေမဲ့သူ့အတွက်ကြတော့ပါမလားထိုညကအိမ်ရှိဘန်နာပင်အောက်မှာအကြာကြီးတွားထိုင်နေလိုက်သည် အဖေနဲ့မဆန်းခင်တို့ဤရည်တန်တွေကအိတ်ခမ်းအတွင်းမှာအိမ်ရှိအထိလွင့်ပြန်လာသည် အဖေအမေအဖွားတို့ရှိရာပခုတ်ကူဆိုတဲ့အရက်ဒေတာကိုသွားကျင်လိုက်တာအိမ်မှာနေခြင်းစိတ်မရှိတော့ဘူး လက်သမားဆရာကိုလာထုံးကိုမဆန်းခင်ကနှီးပေါင်းစုံဖြင့်ရုံးမထွက်နိုင်အောင်လုပ်သည်ရုပ်ရည်တနာခမားနှင့်ကိုလုံးကိုယ်တဲ့တောင်းတောင်းတင်းတင်းမှကိုလာထုံးအလောက်ကပြန်မလာခင်ရေမိုးချိုးတနခါအပွေသားဖြင့်အရက်နှင့်အမီးကလည်းအစင်းနှင့်လှုပ်ထားသေးသည်ကိုလာထုံးတယောက်သဘောမနှောခွေကဆန်းခင်သဘောဟူ၍ဖြစ်လာသည်သူ့မှာသမီးလေးတယောက်ရှိသေးသည်ဆိုသည်ကိုပင်သတိမရခြင်းတော့မရေပါသမီးနှစ်ယောက်ကလည်းအဖေကြီးရေဟုကတ်ချွေးရေဝိုင်းနေကြတာမြင်တော့သူမအတွက်အိမ်ဒီနေကျင်စရာမကောင်းတော့ တော်ကြီးခင်ကြီးတဲကုတ်ကလေးစီတို့သာပြေးပြီးခဏခဏငိုနေရရှာသည်ကြာလာတော့သူမတို့အိမ်သည်မဆန်းခင်ကြီးချဲလယ်မှုကအိမ်ကောင်ထိပ်ပြားသည့်ရောက်လာသည်ဒီအခါမှာတော့မိတွေဟူသောဇာတိသည်ပြလာပြီးဖြစ်တော်၏အဖေအလုတ်သွားသည်နှင့်သူမကြောင်းမသွားခင်အိမ်အတွက်ရစ်ခတ်ရသည်ရေပုံကြီးရမနိုင်တနိုင်ဆွဲနေရသည်ကိုလမ်းထဲမှလူတွေကတနာပါတယ်ဟုပြောယုံကလွဲလို့သူတို့သည်လည်းတနေ့လုံးမှတနေစားရသည်ဗျံကြရက်ွက်သားတယ်မလို့ဘာမှမတတ်နိုင်ကြ ရေမပြည့်ရင်ကြောင်းမတက်ရဟုအမိန့်ထုတ်သည့်ဖြင့်ရေပြည့်အောင်ဖြစ်ရင်ကြောင်းနောက်ကျသည့်ရက်တွေမနှဲလာတော့တခါတရံကြောင်းအရန်နောက်ကျလွန်သည့်ဖြင့်ကြောင်းမတက်ဖြစ်တော့ပဲလှိုင်းမြကန်းတစ်ပေသွားထိုင်နေလိုက်သည်ဝေပြိုင်းပြူတို့ကမြစ်ကိုဖျက်ပြီးအဝေးလေကွင်းစီသို့ပြန်နေကြသည်သူမပြိုင်းပြူလေးတွေလိုပြန်၍ရလျင်ကောင်းမည်ဟုတွေးမိသည်ဒါမှအမေရွာရှိတဲ့ပခုတ်ကူဘက်ကိုသွားလို့ရမည်ဖြစ်သည်မြစ်ထဲမှာဗေဒာပင်တွေက အထွေးလိုက်အထွေးလိုက်စုံစမ်းမျောနေကြသည်သူမဗေဒာပန်းပြလက်လက်လေးဖြစ်ချင်လာပြန်သည် ဒါမှမျောခြင်းရမျောပြီးလွတ်လွတ်လပ်လပ်နေလို့ရမည်ဖြစ်သည်အိမ်မနေလျင်အသက်ရှူရတာတော့မဝခြင်းအဖေရှိနေလျင်မဆန်းခင်မျက်နာသည်တမျိုးအဖေမရှိသည်နှင့်အချိုးပြောင်းပါလေသည်သူ့နေရွက်တွေကိုဆွဲလိန်သပင်ကိုဆွဲဆောင်ခေါင်းကိုထူပူသွောင်းအောင်ခေါင်းချင်းမျိုးလှုပ်လာစားပြုပြီးဖြစ်သည်အဖေပြန်လာရင်သူမအဖေနားသို့ကတ်လို့မရအောင်အိတ်ခမ်းထဲသို့ခေါ်ပြီးတွတ်ထိုးနေလိုက်သေးသည်ကျောင်းစာအုပ်ကိုလမ်းပြီးစာမကျက်ပြပဲမျက်ရည်ပေါက်ပေါက်ကြားခဲ့ရသည့်နေတွေကမနှဲတော့ဒီကံမှာတော့ရလက်က ဒီမှာအကိုသမီးရဲ့အကြောင်းကပေးလိုက်တဲ့ report card ကိုလည်းကြည့်ပါဦး။မှင်နေပြီးပွတ်ထားနေတာပဲ။သူတို့မမြင်အောင်လွယ်ရည်ထဲမှာပွတ်ထားတာတော့မှမဆန်းခင်သမီးနှစ်ယောက်ကချွန်နှပြင်းမိရွေးကလွယ်ရည်ကိုပွင့်နောက်ရှာသည်။အကြောင်းမှာပေးလိုက်သည့်ပညာရေးချင်းမှတ်တမ်းကိုတွေ့သွားပြီးအဖေအလုတ်ကပြန်လာတော့စီးတိုင်သည်။ထိုနေ့ကအဖေအလုတ်မှာအစင်မပြေဘူးထင်ရသည်။တခါမှမရိုက်ဘူးသည့်သမီးကိုဝချမ်းများခံပြီးရိုက်သည်။အိမ်မှာစူညံတမ်းများကြားရပြီးဒေါ်ကြီးခင်ကမရောမလဲဖြစ်အင်းရှိမှရက်ကြည့်နေရမှာ သူမကိုရိုက်နေတာမြင်ရသောအခါပြေးလာပြီးဝင်ဆွဲလေသည်အိမ်သို့ခေါ်သွားပြီးအချိုးအရာများကိုစလင်းလင်းပေးလေသည်ဘာဖြစ်လို့စာမေးဝဲကြရတာလဲသမီးလေးရဲ့ဟုမေးချသည်သူစာချက်လိုလဲမင်းရတော့ကျောင်းနေရတာလဲမပြောတော့ဘူးဟုပြောမိသည်ဖေကိုစိတ်မဆိုးခြင်းတော့လဲသူမရင်ထဲမှာစူးတွေတစ်ချောင်းမီတစ်ချောင်းစိုက်ဝင်သွားခဲ့သည်ထိုညကအမေကြီးခင်တို့အိမ်မှာပဲအိတ်လိုက်လေတော့သည်နက်နက်ရောက်တော့ဟဲ့ဟိုအမလေးအင်းဟိုပြန်မလာနိုင်အောင်နင်ကဘာဖြစ်နေရလဲ ရခိုင်ရမှာနင့်တာဝင်ဆိုတာမသိဘူးလားအခုချက်ချက်ထွက်လာခဲ့အိမ်ရှိမှငှက်စိုးတိုးတန်သည်သူမကိုလှုံ့နှိုးလိုက်တယ်လို့ဖြစ်သွားလေသည်ဒေါ်ကြီးခင်ကသမီးလေးသမီးလေးမြင်မြန်တော့မြင်မြန်တော့ရေခက်ပြီးလာလာကလေးလာနေပြီမဆိုင်ခင်ရဲ့နင်ကမလောက်လေးမလောက်စားနဲ့အားကိုရှာနေတာလားကောင်မအရေးကုန်အဆုတ်ခံရမယ်မြင်မြန်လားမိတွေဘလူတရေမျက်နာသူမော့မကြည့်ဝင်အမြန်မင်းရေပုံဆွဲပြီးလမ်းထိပ်ရေပုံပိုင်းသို့ထွက်ခဲ့ရသည်ခေါဝင်တိုလေးရောက်ခြေတလုံးမှာအရှိုးရာတွေကအနေရင့်အောင်အစင်းလိုက်အစင်းလိုက်ဖြင့် ညနေအဖေအလုတ်ကပြန်လာတော့မဆိုင်ခင်ကအဖေကိုကက်ချွဲပြီးတရားချနေသည်အဖေဒီသူမကိုတွေ့တွေ့ကြီးကြည့်နေသည်တခါတရံအဖေငိုင်းသွားတတ်သည် အရက်ကို စင်ခဲစင်ခဲတောက်လိုက်စလိတ်ဖွာလိုက်ပြီးအဖေဘာတွေကိုတွေးနေမှမသိရှင်စင်းစားတဲ့မှာကျောင်းဆက်ထားလို့ကတော့သူ့ပညာကြီးကတိုးတက်လာမှလေလားကျောင်းထုတ်ပြီးကျမနဲ့ဈေးလိုက်ရောင်းပေးတာကမှအလုတ်ဖြစ်အောင်ပဲသူ့ပုံကြည့်ရတာစားလေးလေးစိတ်ဝင်စားဖို့မရဘူးတော့အဖေကိုကြည့်ရတာခဏခဏနှဲ့ချင်းခံနေရတော့တပ်ပင်ငုတ်တူကြီးကဲတော့နဲ့လာသည်ထင်သည် သူမအဖေနာသို့မကက်ရဲတော့ပဲအင်ဂျင်ရင်းတောင်မှသွားထိုင်နေလိုက်သည်မဆိုင်ခင်ကအဖေအခြေသလုံးကိုနှိပ်ပင်းရင်စကားတူတူပြောနေတောင်းကြတော့အဖေအတန်ထွက်လာလေသည်တမီးလေးကြောင်းမလေးကျွန်တော်လားအဖေကိုပြောပါဦးသူမပါပြင်မှာမျက်ရည်တို့ပေါက်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 ကျလာသည် သူမစာဆက်တင်ရင်တော့လေဘဏ္ဍန်းဒီအဖေတို့ထားမှာလေအနာဂတ်အလားအလာမကောင်းမဲ့အယွယ်နဲ့မမျှသူမတွေးတန့်နေခဲ့ပါသည်အဖေကိုစကားပြောဖို့အင်အားမရှိတော့ခေါင်းခါပြလိုက်သည် အဖေကတပင်းကြီးတစ်ချက်ကိုချလိုက်ကအင်ကြီးကောက်ဝေပြီးအိမ်ပေါ်ကဆင်းသွားလေတော့သည်မိတွေးဤသမီးနှယောက်ကပျော်တယ်ပျော်တယ်ဆိုပြီးကနေကြသည်သူမဒေါ်ကြီးခင်တို့အိမ်ဘက်သို့ပြေးထွက်ခဲ့ပြီးဒေါ်ကြီးခင်ကိုဖဲ၍အားရအောင်ငိုချလိုက်သည်ထိုညကအဖေပြန်လာတော့အရက်တော်တော်မူလာသည်ဤသို့ဖြင့်သူမကြောင်းထွက်ခဲ့ရသည်တတူရွယ်တူတွေအဖြူစိမ်းចောင်းဝင်းစုံလေးတွေနဲ့ចောင်းသွားနေကြတာမြင်တွေ့ရသောအခါမှာသူမမျက်ရည်ဝဲရုံကလွဲလို့ပါမှမတန်နိုင်တော့ သူမအကြောင်းစာပဲအာယုံမလဲ့နိုင်အောင်တရဆက်ခိုင်းတန်လွန်သောမိတွေနှင့်မယားအသိမြင်၍တမိယမေးသွားသော ဖခင်ဖြစ်သူအားလည်းအပြစ်မပြောတတ်ခဲ့ပါ။သူမတွေးမိခဲ့သည်ကသူ့ဘဝကိုသူဝမ်းနေနေတဲ့ချင်းပင်ဖြစ်သည်။မကြာခင်မှာပင်ရက်ွက်ထဲတွင်သကောတကြမ်းနှင့်ကစုံရအစည်းလေးများထည့်ပြီးခေါင်းပေါ်ရွက်လိုအရက်ထဲမှာဟောရီကကစုံရွယ်ဟုအတန်ဆာဆာလေးနှင့်အော်ရောင်းတတ်သောဟင်းရွက်တယ်လေးတယောက်ပေါ်လာပါလေတော့သည်။ ကစုံရစီအပြည့်ပြည့်အရွယ်နဲ့မလိုက်အောင်မနိုင်တနိုင်ရွက်လာတော့ဟင်းရွက်သေးလေးရတချို့အိမ်တွေကတနာသဖြင့်ဝယ်ကြလေတော့သည်သို့တော့သူမတို့၏စင်ကြေပုံးရက်ွက်မြို့နယ်သည်လဲခွင်းများပြုတ်ပြင်းပြီးမြို့တည်တဲထားသောကြောင့်လမ်းမင်းနေရာအနက်ရေရိုင်များမြေလွတ်မြေလံများ၌ရေစုဝေးနေပြီးကစုံရွက်ကအလေကြတဲ့ဘွယ်ပေါက်နေလေရှိသည်တော်ယုံအိမ်တွေကကစုံရွက်ကိုဝယ်မစားကြအင်းရှိမြောင်းနေသောမဟုတ်လမ်းတိတ်ကားလမ်းပေးမြောင်းနေစင်ပြီးကစုံရွက်ခူးလိုက်ရင်ပြတဝိုးချက်စာရလောက်သည် ဒီတော့နေမြင့်လာ၍ရောင်းချိန်ကုန်လာပေမဲ့သူမစကောထဲမှာကစုံရွက်တို့ကကြံနေမြဲမည်ဖြစ်သည်ဒီအခါတွင်မိရဲတော်၏နှုတ်မှအမနာပါဆေးရည်တန်တို့နှင့်အတူလက်ကသူမ၏ဦးကောင်းနှင့်ဝမ်းပါရာခောက်ချင်းစွဲစိတ်လိန်ချင်းတို့သည်စသက်လက်ပြည့်သည့်အလားတကယ်ဆက်ပေါ်ထွက်လာကြပါတော့သည်ကောင်းမှဖူးရောင်နာတွေဘိုက်ခေါက်မှလိန်ဆွဲခြင်းခံရ၍လက်သေးတံရများပြတ်ပွားဖြင့်သူမသည်ခလင်းငယ်ဆိုသောလေဒံရများဖြင့်လူဖြစ်နေတော်သည် ဒေါ်ကြီးခင်အိမ်သို့သွားပြီးမျက်ရည်ကျရောဒေါ်ကြီးခင်က မျက်ရည်ဆန်းဆန်းဖြင့်တမီးလေးရဲ့ဟုကြောတက်ပြီးချောယုံကလွဲ၍သူမဘဝသည်ထို့ထက်တိုးတက်မလာခဲ့အဖေသည်တမီးအဖြစ်ပြအားရက်ွက်ထဲမှလူတွေဝိုင်းပြော်ရည်လာမသည်တမီးနှင့်ပတ်သက်ပြီးစိတ်အဆင်းရဲကြီးဆင်းရဲတော်ပါတော်သည်မိမဖြစ်သူအားလည်းပြောနိုင်မှုမတတ်နိုင်တော့အလုံးမပြန်လာလေအရက်ကိုဖိတောက်ခြင်းဖြင့်နောက်ဆုံးနှိမ့်ညာမရွေအရက်တောက်လာခဲ့သည် တနေ့အရမူးမူးနဲ့ဆောက်လက်စအဆောက်အုံအမြင့်ပေါ်မှာတက်သားညမ်းစင်နေပြုတ်ကြကဆေးုံရောက်သွားပါတော့သည် ပြင်းထန်သောတန်ရာသည်အဖေအားလူပြေမှာကြာကြာနေဝင်မပေ6လခန့်အိမ်မှာအလူလဲခံရပြီးနောက်အဖေကွယ်လွန်သွားခဲ့သည် အဖေကွယ်လွန်သည့်နေ့သည်သူမအတွက်ငရဲပြည်သို့အရှင်လက်လက်ကြားရောက်သောနေ့ပေသည်ထမင်းကိုဘသူကမှအလကားလာတွေ့မထားဘူးဟဲ့ငါမှတနေ့တနေ့ဈေးရောက်လာရောင်းမကောင်းရတဲ့အရင်ကပြုတ်ချင်းချင်းလှရင်နေနောက်နေ့ကစားပြီးဆေးုံကြီးပေးရရေးရမှာကစုံရောက်သွားခုအစည်း20သာရအောင်ခု ကညွတ်တယ်တွေ့ရင်လည်းခူးလာခဲ့မိရေတော်ကအရင်မဆိုင်ပဲရောင်းလို့ရအောင်အမိထုတ်ဤထိုနေရာသည်တော်ယုံတန်ယုံငါးများခိုင်းတောင်သည့်သူတွေပဲမစင်းရဲသည့်မွေပေါ်သည့်နေရာဖြစ်သည်သူမအရွယ်လေးနှင့်ရေအိုင်နှင့်ဆင်းလိုက်လျင်ရေကခါအထိနေဤကျမမွေကြောက်တယ်ရေအိုင်နှင့်မစင်းရဲဘူးရေနဲ့မစင်းရဲလို့ကစုံရပါပါမလားထမင်းမကြွဘူးမွေကိုလာပြီးအကြောင်းမပြနဲ့တများတွေလည်းစင်းကုန်နေကြတာပဲကစုံရပါပါမလားနေတရားကိုကြည့်တာဘောဆန်းကင်ကဝချမ်းများကိုထောင်ပြလေဤ ဖခင်ဆုံးပြီးသည့်နောက်ဒေါ်ဆန်းခင်သည်သူမအပူ၍ရက်ဆက်ပြားလာသည်သူသမီးအကြီးမားကပါတခါတရံအမေအစားပါးရင်းနာတွေဝင်ရိုက်တတ်သည်သူမခေါင်းငုံခံနေုံကလွဲပြီးဗာမန်းတက်နိုင်အောင်မီနီနေ့စဉ်အရိုက်မခံသောနေ့ဟူ၍မရှိဘဲလောကငရေကလူမဆန်စွာဖြင့်အသက်ရှင်ရက်ဒီနေရသည်သူမဘဝဒေါ်ကြီးခင်ကသူမခေါ်ထားခြင်းတော်လဲသူတို့တော်အနိုင်နိုင်ရက်ဒီနေရသောဘဝပဲ ်မိရွေးကအသက်၁၀နှစ်ကျော်အရွယ်သူမဟာအိမ်မှနှင်ချခြင်းတည်တော်လဲပဝင်းညင်ကဒီအိမ်ဒီကျန်ဒီသူမဖခင်ပိုင်တဲ့ပြည့်သူမလည်းပိုင်ဆိုင်သည်ဟုအတန်ပြတော်ကြောင့်မိရွေးကနှင်မချရဲ့သူဟာသူအိမ်မှထွက်ပြေးသွားလျင်ဖြင့်သူတို့ကျင်းနေနေကြပြီထင်သည်ဟဲ့လိုက်ငါကြောင်းစိတ်တမိန်နေလျှော်ပေးဦးကြီးပြောင်းအောင်လျှော်နော်အငယ်မရဲ့ခေါဝင်ကိုလည်းဟိုတခါတော့ညှိပြီးစုပ်မသွားသေးနဲ့ဒီတကအဝယ်စားတွေစုပ်ပြဲသွားရင်နင့်အသေးပဲအကြီးမကထမိန်ကိုသူ့ထိုင်နေရန်တော့ကန်ထုတ်လိုက်ပြီးကာတွန်းစာအုပ်တော့ယူ၍အိမ်ရှိမှဖန့်နေသည် ရေခက်ထမင်းချက်ပြီးခဏလေးနားမလို့ရှိသေးသည်အဝိလျှော်ခိုင်းနေပြန်၏အဝိလျှော်ပြီးထမင်းကမန်းကရန်စားကတောင်းတလုံးဓာတ်လက်ပြီးကစုံရွက်သွားခူရပေုံမီလောကရန်တရားသည်သူမအယွယ်နှင့်မမြအောင်နှိမ့်ဆက်လုံးပြီစွာရှေးအတိတ်ဘဝကဝေကျွေးများဘယ်များသည့်ပါလာသည်မသိလောလောလတ်လတ်ပေးဆက်နေရသည်ကငရဲတမျှခံနေရလုံးသည်စားရပြန်တော့လေမိတွေတို့သားမိစားပြီးနောက်အကြံတွေကိုဟင်းဟိုးလူးပြီးစားရသည် အေးရပြန်တော့လေသူတို့ကအိတ်ခန်းထဲမှာခြံတော်ဆောင်တို့ဖြင့်အေးလူလူအိမ်နေချိန်မှာသူမသည်အိမ်ရှိကန်း၌ချင်တက်ကြီးများပြီးငင်းဆိုင်နေရသည်ဆောင်းဝပြဲမလုံးမလဲသည် တွေးဆာနေသောချင်တက်ကြီးအန်ဒီရမကဝင်နိုင်ပါသူမခန္ဓာကိုယ်၌ချင်ကရအဖူလေးများကပွားသာကျဲနေသည်နေဘူးမရှောင်းမိုးရမရှောင်းရုံးကန်နေရသည်ဖြင့်အရွယ်နှင့်မမျှအောင်ကြံတန်းနေသောအညိုမဲဆွဲနေသောသပင်ဆုပ်ပွားပွားဖြင့်ကောင်းမလေးတယောက်ရေအိမ်နှင့်မွေမကြောက်ကင်းမကြောက်ကစုံရခူးနေသည်ကိုလမ်းသွားလမ်းလာတို့ကလည်းဂယုမထမိကြ တကယ်တော့သူမ၏ဘဝသည်လမ်းမဲခွေးတကောင်နှင့်မခြားလာပါစေဒီလိုနဲ့သူမသည်လောကကြီးအား나ကြီးလာခဲ့သလိုမိရွဲတို့သားမိတွေအားလည်းစိတ်ထဲကမုန်းတီးလာခဲ့သည်သူမ၏နှုတ်နယ်သောနှလုံးသားလေးသည်တစတစတိုးဝင်လာသောဇူးများဖြင့်ပြည့်နေ၍နာခဲ့ပါတော့သည်အညာဘုံ၏ကြီးဇီးကိုထញံခဲ့ယူကြအောင်မလားအသားညိုညိုအရရှိရှိအညာသူမိမကြီးတယောက်ဒီတောင်းလုံးလုံးရွက်ပြီးအညာကုံလေးတွေလမ်းထဲမှာလာရောက်သည် ဒေါ်ကြီးခင်ကလှကလေးခေါင်းမှတန်ရာကိုဆေးထည့်ပေးနေသည်။ဘာပင်မှလည်းအယိုက်ခံထား၍အညိုမဲဆွဲနေသည်။လှကလေးကငိုဆက်၍မဆုံးသည်။မျက်ရည်မကျတော့သောလည်းဆက်၍ကောင်းလုံး။ဈေးတယ်အတန်ကြား၍ဒေါ်ကြီးခင်လှမ်းခေါ်လိုက်သည်။ပုံးရည်ကြီးလေးနည်းနည်းဝဲကျင်၍ဖြစ်သည်။အညာသူဈေးတယ်ကြီးကပုံးရည်ကြီးချိန်ပင်းစကားဆသည်။အမေဒီရက်ွက်ထဲမှာလက်သမားဆရာမောင်လာထုံးကိုကြားဘူးသလား။ပခုတ်ကူမြိုင်ဘက်ကမြာသွေးကိုခိုးပြီးသွားတဲ့လက်သမားဆရာလေး။ အမလေးအဲ့ဒီကလေးမလေးကလာတော့နဲ့များသွေးလို့တမိပဲသူတို့နှစ်ယောက်စလုံးကွဲလွန်သွားကြပြီကလေးမလေးကလာတော့နောင်မင်းမနှိမ့်ဆက်လုံးလို့ခေါ်ပြီးပြုစုပေးနေရတာဟိုးမျက်ဆောင်တို့အိမ်ရလေဒါနဲ့ညီရပဲရတယ်ညာသွေးတို့ပခုတ်ကူဘက်ကလာကျမကညာသွေးရဲ့ကြီးတော်ပါအော်ဒီကလေးမလေးလာနေပါဦးသူ့ဘွားရဲ့ရွာမှာရှိပါသေးတယ်သူတို့လည်းတမိကလင်နောက်လိုက်ပြီးသွားလို့အမွေပြတ်ဆွန့်လို့ထားကြတာဟဲကလေးမလေးကခေါင်းမှာတန်ရာကြီးနဲ့ပါးမှာလည်းလဝါးရာတွေပါလား အနာရာကြည့်ပါအေးမိသွေးကလူမဆန်းတာသမီးကြီးကိုတင်းမဆာနာနှိမ့်စာတူကနှိမ့်စင်နေတာပဲငါပြေဒီကလေးမလေးကိုကြည့်ပြီးစိတ်ထဲရမကောင်းညီညာပြန်ရင်သူ့ဘွားရေကိုပြောပြီးလာခေါ်ပါလို့ပြောလိုက်ပါအေးဈေးတဲ့တော်ကြီးဒီတစုံတစ်ခုကစဉ်းစားပြီးခြေတုံချတုံဖြစ်နေသည်လှကလေးရကြည့်ပြီးစုတ်တက်တက်ဖြစ်နေကြ යි ဒေါ်စန်းငင်တို့အိမ်ဘက်ကိုလည်းမိတဝင်းဝင်းတောင်းနေသောမျက်စောင်းမြင်ကြည့်နောက်တော့သူတစ်ခုခုကိုဆုံးပြတ်လိုက်ဟန်သူသည်ဈေးတောင်းထဲကထညာကဲတခဲအောက်ပြီးသူ့ပါဇက်ထဲသို့ငုံလိုက်သည် တောင်းနေတော့ပြန်ထွေးလိုက်ပြီးသမီးလေးပါဇက်ဟာစံကြီးတော့ထញ្ញက်ကျွေးမလို့ဆိုပြီးပြောသည် လာကလေးသည်သူ့အမေဘက်ကအမျိုးဆိုသောအတိကြောင့်ဝမ်းလာပြီးပါဇက်အဟောင်းသားလေးဖြစ်နေသည်သူမပါဇက်တဲ့သူထော်တော်ကြီးတရွေးများပေးနေသောထញ្ញက်ကဲသည်ဝင်လာပါတော့သည်ဝါစာပြီးအမြန်မျိုးချလိုက်ထော်တော်ကြီးအမိန်တိုင်းလိုက်လုံနေမိသည်တော်ကြီးခင်လဲလာကလေးတို့ဆွေမျိုးတွေတွေ့နေပုံကိုဝမ်းသာပြီးဘာမှမပြောနိုင်ပဲကြည်နေပါတော့သည်။သမီးလေးတော်ကြီးသွားတော့မယ်နော်။ တမိဘွားကိုလည်းပြောပြလိုက်ပါမယ်တမိတို့တို့နောက်တစ်ခါနှိမ့်ဆက်ကြရင်ကြောက်မနေနဲ့တိတ်လုံငဲလာရင်တမိစိတ်ထဲကနေချိန်ဆဲလိုက်ကြားလာတမိဘုံရည်ကြီးတဲ့ကတောင်းလေးကိုရွက်ပြီးထွက်သွားလေပြီသူမသည်ထိုတော်ကြီးရငေးကြည့်နေမိသည် အမေတို့ရွာကသူအမျိုးတဲ့အားသက်လာသလိုခံစားရသည်အိမ်ရှိဗန္နာပင်ပေါ်မှကြီးငဲ့တချို့သူမကိုကြည့်ပြီးအာနေကြသည်ရေအိမ်တွေထဲမှာကစုံရွက်တွေနဲလာတော့မိလေးကအကြော်ရောင်းခိုင်းပြန်သည်လန်ထိတ်တော်စင်းအကြော်ထဲမှာအကြော်တွေကိုဘန်းနဲ့ထည့်ပြီးအရက်တဲ့လေရောင်းခိုင်းခြင်းဖြစ်သည် ရောင်းမိပြန်လာမှပတ်ဆက်ရှင်မကုံလျင်နဲ့ပြန်အပ်၍ရသည်သူမရက်ွက်တဲ့လဲရောင်ကြည့်သည်အကျော်ဝယ်စားသူနေဤဒီရက်ွက်တွေသည်မနံမိုးလင်းသည်နှင့်အလောက်ခွင်ရှိရာသို့အရှိုးအရှိုးသမင်းညိုင်လေးတွေဆွဲပြီးထွက်ကြသောအောက်ခြေလူလန်းသားရက်ွက်ဖြစ်၍ဈေးရောင်းရတာမကောင်းပါဒီတော့တကုံအေရာအဝေးပြေဂိတ်အဝတ်တစ်ပင်ရိပ်မှခိုင်းပြီးရောင်းသည်အကျော်စုံတင်ရမယ်ဝယ်စားကြပါဦးတော့ကားဆက်တံများကြားမှာသူမ၏အကျော်ရောင်းတဲ့စူးစူးလေးကငုတ်ချီပေါ်ကြည် ဟဲ့ကောင်မလေးနင်းကြော်တခုဘလောက်လဲအယံမူးနေရန်သူသောလူတယောက်ရိုင်းတိုးပြီးအကြော်ပန်းရှိလာကြသည်အကြော်ဝယ်စားမိသူလာ၍ဝမ်းသာသွား၏တခု90ပါဦးလေးအကြော်လေးကပူပူနွေ့နွေ့လေးပါဘရားကြော်ကြက်သွန်ကြော်ပဲကတ်ကြော်ဘူးသီးကြော်အစုံပါပါလေစားကြည့်ပါလားဦးလေးတရားဘိုးအသုံးဖို့ရမလားမရပါဘူးလေးတခုရောင်းမှ30တဲ့မြတ်တာအောင်မယ်လူလေးကလက်တော့လောင်းနေစကားကတွတ်တယ်မရရရသုံးဖို့ယူမယ်ရော့ငွေတရားမလုပ်ပါနဲ့ဦးလေးရပတ်ဆက်ရှုံးရင်ကျမအိမ်ပြန်အရိုက်ခံရပါမယ် နေရနေအရိုက်ခံရလို့မကားလို့သေးပဲတည်တည်မအကျော်သုံးခုယူသွားပြီဟာဦးလေးကြီးရဲ့မလုပ်ပါနဲ့ကျမအကျော်လေးပြန်ပေးပါအမူသမားကအကျော်သုံးခုနိုင်ယူပြီးတရားနဲ့နွန်းနွန်းတစ်ချက်ပြစ်ချ၍ရိုင်းထိုးထိုးနဲ့ထွက်သွားလေသည်သူမမျက်ရည်ပေါက်ခနဲကြလာ၏မိတွဲဤအပေါ့ဆိုးဆိုးမျက်နှာငှက်ဆိုးထိုးတဲ့ဆဲရည်တံများနဲ့ဝချမ်းများတို့ဟာမျက်စိတွေမြင်ရောင်လာမိသည်ဒေါသဖြစ်လာသည်ဖြင့်နှုတ်မှလွတ်ခနဲထွက်သွားမိသူများပြစီအလကားလိုရင်းနဲ့လူကြီးကားတိုက်ပါသေးတော့ ထိုးစဉ်ကွန်တိန်နာကားသည်ဆက်မှုစုံဘက်မှအစင်းမြင်းမြင်းမောင်းလာနေ၏အမှုသမားကလမ်းပြတ်ကူးလိုက်သည်ဟာရောင်ရောင်မကားတိုက်သွားပြီးဟိုမှာလူတယောက်လမ်းမရိုင်နဲ့ကိုလွင့်ကျသွားတယ်တိုက်သွားသောကွန်တိန်ကားကြီးကမရက်ပဲမောင်းပြေးသွားသည်စိုက်ကားဂိတ်ကလူတွေကပြေးထွက်လာပြီးရေအိုင်စက်မှလဲနေသောသူစီတို့ပြေးသွားကြသည်ထိုသူသည်တွေးချင်းချင်းနေနေ၍တတိမရတော့ပါကားလန်းဆက်ဖုတ်တော်ထဲမှာကအကျော်လေးသုံးခုသည်ပြန်ကျဲလျက် ဟဲ့နေကင်းတနာရီတိုးနေပြီဒီဂျွန်လေးတော့ကိုမမရောက်နိုင်နေဘယ်လေလိုက်နေတာလဲဈေးမရောက်မဲ့တနေရမှာတွားရနေတာမဟုတ်လားနေကိုပတ်ဆက်မရမဲ့ထမင်းလန်ကကျွေးမထားနိုင်ပါဘူးဟဲ့ကျွန်မလည်းမကုံကောအော်ရောက်มาလဲမေးရလူရင်းကဝယ်မစားကြလို့ပါတော်တော်အသုံးကြတာပဲဈေးရောက်ခိုင်းလို့အလုံးမပြည့်နေကိုခေါ်တလုံးသိပြီတောင်းခိုင်းမှာဖြစ်မယ်ဟုတ်တယ်မေးတောင်းသားလောက်ခိုင်းလဲအဲ့ဒါမှပတ်ဆက်ရအောင်မေးဒေါ်ဆန်းကြီးစူပူချင်းမောင်းတန်ကြားထဲမှာသူသမီးတွေကပါဝင်၍မီးထိုးပေး သူမဦးကောင်းအနဲ့မှာလဲမိတွေဤစိန်ပေတာတဲ့လက်တံမြင်းဒီခောက်ချက်များကြောင့်မူးနောက်ရပါနေကြပြီစပယ်များလဲစောင့်ဆွဲကြရသဖြင့်တော်တော်နာနေပြီသွားအဲ့ရှိသပင်အောင်မှာသွားနိုင်ပြီငါတို့ထမင်းစားပြီးပုံမှန်နေကိုကြည့်မယ်မပေါ်လို့ရတာနေဒီတိုင်းသာအငတ်နေတော့သူမငိုဆိုင်ပြီးသပင်အောင်မှာငုတ်တူလေးထိုင်နေရရှာဤတမန်နယ်လုံးဈေးလဲရောင်းရသဖြင့်ဘိုက်ထဲမှာစားလောင်နေသည်မှာတကြုံကြုံနဲ့မိရထားဆယ်စင်းလောက်ခုံမောင်းနေသည်ထင်ရသည်စိတ်ထဲမှာခံပြင်းလာ၍နှုတ်မှစကားတန်တချို့အန်ထွက်လာသည် ငါ့ကိုထမင်းမကြွေးသလိုသူတို့လည်းထမင်းငတ်ပါသေးတော့ထိုစဉ်သူမအိမ်ရှိသူငင်းနေစဉ်အိမ်ထဲမှာအတန်တွေစူညံစွာထွက်ပေါ်လာတော့သည်အမေရေလောက်ပါအောင်ထမင်းဝိုင်းပြန်လာတော့ခွေးတက်သားတော့လို့ကုံမပြီးဘာမှမရှိတော့ဘူးဘယ်ရခွေးဝင်စားတော့လည်းမသိပါဘူးမေဟုတ်ပါအေးဟင်းမကန်မပြောနဲ့ထမင်းစလုံးနဲ့ပါတော့ထမင်းတစ်စီတောင်မကြအောင်စားတော့လားဘယ်လေလွယ်ကိုရဝင်စားတော့လည်းမသိဘူးဟေးခမင်းတလုံးအမြန်ပြန်ချက်ဟေးဟင်းကတော့အကြောမဲ့ဝင်စားရတော့မယ် မိတွေးနှင့်သူသမီးများ၏အော်ဟစ်ပြောဆိုသံများကိုကြားလိုက်ရ၍မျက်ရည်များကြားမှရည်မိသည်အိမ်မျက်ဆောင်တို့မှဒေါ်ကြီးခင်ကတိတ်တိတ်လေးလက်ရခေါ်သည်သူမကိုထမင်းခေါ်ကြွေးတော်မူမှန်တိလိုက်ရပါသည်သူမပေါ်ပါးစွာဖြင့်ဒေါ်ကြီးခင်တို့အိမ်ဘက်သို့ကူးသွားလိုက်လေတော့သည် နေ့လေတနားရီကရှိပြီဖြစ်သည်သူမဈေးရောက်ပြန်လာပြီးအိမ်တို့မဝင်သေးပဲဒေါ်ကြီးခင်တို့အိမ်ရှိချမ်းဝမြောင်းမှုခုံထဲလေးမှထိုင်နေမိသည်အရတကားဈေးလက်ရောက်လာသည့်ဖြင့်ခြေစလုံးကြွသားများညောင်းချနေက ဖနပ်ပေါက်သည့်အတွေ့ခြေပမိုး၌အရေးကြီးဦးလေးများတင်သည်တော်ကြီးခင်ကဆေးယူလာပြီးဖနပ်ပေါက်သည့်ဒံရာဆေးလိမ့်ပေသည် သူမ၏မျက်နှာနုနုငယ်ငယ်လေးသည် နေလောင်သောကြောင့်ပြာနန်းစာပြူလာနေသည်အဘူးပေါ်မှကျွေးဆက်များသည့်တနခါးပေါ်မှကွက်ကြားစီးကြနေ၏ကျောင်းလွတ်ခြင်းဖြစ်၍မိတွေ၏တမိနှစ်ယောက်လမ်းထဲသို့ပျော်မြူးစွာပြန်လာကြသည် အကျော်ဘန်းဘေးချ၍နားနေသော သူမအမြင်ရသောအခါဟားတိုက်ရည်ကြရင်ကျောင်းလွယ်၏များကိုခါရမ်းပြီးသူမကိုလောင်ပြောင်ကြ၏ ကြောင်းမနေရလို့ဝမ်းမနေမိပေမဲ့ယခုလို လောင်မြောင်ခံရသောအခါခံမင်းစိတ်တို့ကြောင့်ဒေါသစိတ်တို့ကရင်ထဲမှာအလိမ့်လိမ့်တက်လာကြ၏အငယ်မလေးကရှာထုတ်ပြရင်ထွေကနေဒွေထွေးသွားလေသည်အကြီးမားကသူမကိုလက်ညှိုးထိုးရင်းလဝါထောင်ပြသည်သူမသည်ခလဲစိတ်သာရှိသေးသောမင်းကလေးငယ်တစ်ယောက်ဖြစ်သည်သူမနှင့်အရွယ်မတိတ်မရိပ်မိတွေးသမီးများကဤကဲ့သို့လောင်သွားကြသောအခါစိတ်ထဲကဘာရဲ့ကြောင့်မဟုတ်ဘဲဒေါသအလျောက်နှုတ်မှလွတ်ခနဲစကားတချို့ထွက်သွားမိတော့သည် သူမတို့အိမ်ဝင်းမြောင်းကူတရားလေးကခနောခနဲမြောင်းကလမ်းပေါ်ရန်တူထားသည့်အတွက်ပေါင်လေကန့်ရေအနက်ရှိပြီးငါးပေကန့်ကျဲသည်တရားကျိုးပြီးရေထဲကျပါသည်တော့စိတ်ကားပုတ်တဲ့ဟာမတွေမိတွေ၏သမီးမယောက်ကသူမကိုလောင်ပြောင်ဟားတိုက်ပြီးအိမ်သို့အဝင်တရားပေါ်သို့အကုဟဲ့သမီးလေးသမီးကိုအဲ့လိုမပြောရဘူးလေသူတို့ဘလို့ဆိုဆိုခွန့်လုံးစိန်မွေးမှာပေါ့မဟုတ်ပါဘူးတော်ကြီးရဲ့နေ့စီသူရဲ့သမီးပေါ်အနိုင်ချင်းလိုက်နှိမ့်ဆက်လိုက်နဲ့အကူလဲသူတို့ကကြောင်းနေရပြီးသမီးမှာဈေးရောက်နေရတာကိုတော့လှောင်နိုင်ကြသေးလို့ပါ မိစိတ်အယံဆင်းရရတယ်ဒေါ်ကြီးရဲ့သူတို့စကားမှမဆုံးသေးသူမတို့အိမ်အဝင်တကားလေးဒီနှစ်ပိုင်းကျိုး၍မိလွဲဤသမီးနှစ်ယောက်မှရေမြောင်းနဲ့ရက်ကန်ရက်ကန်ဖြစ်နေကြရင်အမလေးအမေလောက်ကြပါအောင်မှုအော်သောအတန်များစူညံသွားတော်သည်ကြောင်စိန်ဝစ်စုံများမှရွှွန်ွက်များလူ၍နှစ်ဦးလုံးကစွန်းရိုးခုနှစ်ပေါ်ရိုးများညှိတွေပြီးလူမြင်မကောင်းတော့မိလွေးသည်အိမ်ထဲမှပြေးထွက်လာပြီးသမီးမိယောက်ဟာဆွဲတင်ရသည် စောစောကဟားတိုက်နေကြသောညီအမမှာယခုတော့ငိုမမဲ့ဖြစ်ရေစီပိုင်းဘေးမှာထိုင်ပြီးရေလောင်းခံနေရသည်ဒေါ်ကြီးခင်သည်တမီးတယောက်လိုခင်တွေရသောလှကလေးအားစိတ်ငါသွားကြည့်မိသည်ဒီမင်းကလေးနှုံမြန်းစည်းနေသလားတိုက်ဆိုင်မူလားအညာကသူကြီးတော်ဆိုသူဟာဘာလဲအင်းမဖြစ်နိုင်ပါဘူးလေဟု တွေး၍တပြင်းချာရဲ့သူမကိုနောက်တမယယခုလိုချိန်စာမတိုက်ဖို့ဆုံးမနေပြီပါတော့သည်သူမတို့ရက်ွက်တဲ့ဂုံစုံဆိုင်မှာနကနာပွဲပေးနေသည် ဆိုင်းတန်ပုံတန်များမြူးကြွားလေးရဲ့နတ်ဝင်တဲ့များကခုန်နေကြသည်ဒေါ်ကြီးခင်လည်းနက္ခနာဝဲရဝါသနာပါ၍တွားကြည့်သည်ဝိုင်းကြည့်နေကြသောပရိသတ်တဲမှအကျော်ပန်းကလေးရွက်ပြီးနက္ခရာကြည့်နေသူကလှကလေးနတ်တပားဝင်လာလိုက်ပြန်ထွက်သွားလိုက်ဖြင့်နက္ခတော်သည်အလုရှုပ်နေ၏မကြမီ ထိုအိမ်မှအတော်ကြီးတယောက်အဝတ်နဲ့ချုံရင်းခေါင်းမှပေါ်ဝါအနှက်ဆပတ်ပြီးလက်ဝါးနှစ်ဖက်ကိုပူး၍တကိုယ်လုံးတုံခါသာဖြင့်နက်ဝင်လာသည်ဆိုင်းစရာများက အမေရေရင်နဲ့ဟေဟုဩကြပြီးဆိုင်းကိုမြူးကြွားသွားတိမုတ်ကြပါတော့သည် ထိုမိမကြီးသည်ဒါနှစ်လက်အားဘယ်ညာကင်၍လှပသွားရင်းွယ်ပြီးကနေပြီဘေးမှာဝန်းရံနေကြသူတွေကလည်းအမေအမေရှိပါဟုဝိုင်းဝန်း၍တောင်းပန်နေကြသည်ထိုမိမကြီးသည်တုံရင်စွာဖြင့်စကားတွေပြောပြီးထိုအိမ်မိသားစုအားမင်ငုံးလေချွေးနေသည်ပြီးတော့ပရိသတ်ဘက်မျက်နှာလှည့်လာသည်မိမကြီးမျက်နှာသည်နတ်မဝင်ငင်ကပုံမျိုးမဟုတ်တော့လွန်သွားကြောက်မက်ဖွယ်ကောင်းနေ ဝင်းဝင်းလက်လက်တောက်ပနေသောမျက်လုံးများကပရိသတ်အကြားထဲမှအကျော်ပန်းရွက်ထားသောလှကလေးဆိုသည့်တငယ်မလေးအတွေ့သွားသည်။သမီးတော်လေးအမေနာကိုလာသည်နကနေသည့်မိမကြီးကလက်ညှိုးတော့ပြီးအမိန်ပေးသောအခါဘေးမှဝင်းရံနေကြသောသူများသည်လှံကလေးအားအတူဆန်းတပွဲဝိုင်းကြည့်ကြသည်လှံကလေးအကြော်ပန်းကိုကြီးရောက်ပေးခဲ့အမြင်တော့လိုက်အမြင်တော့လိုက်ဒေါ်ကြီးခင်ကပြောပြောဆိုဆိုလှံကလေးကောင်းပေါ်မှာအကြော်ပန်းလေးအားယူလိုက်သည်လှံကလေးသည်မုံမလဲပြင်းနတ်ပွဲအလေသို့ရောက်သွားသည် နတ်ဝင်တဲ့မိမကြီးသည်လာကလေး၏ဦးကောင်းကလဝန်းနှစ်ဖက်ဖြင့်အုပ်ကန်၏အာမီးကိုပညာစကန်းတက်ပေးရမယ်မောက်လုံးမောက်ပြဇောကနီဇောကနဲ့ခွေတို့ရဲ့အခေါင်ချုပ်ငါမေတော်၏မိတ်ဒီနေ့ကစပြီးငါမီးတော်လေးပညာစကန်းတက်ပြီဟဲ့ဒီနေ့ကစပြီးတော့ကြံတန်းအောင်ဆောင်းတိုင်းမြောက်ကျိုးမျိုးမျိုးကိုပိုင်စေတဲ့ပါဇက်ဟာလဲလာကလေးကရောင်ပြီးပါဇက်ဟပေးလိုက်ထိုမိမကြီးသည်လာကလေး၏ပါဇက်အတွင်းသို့သရွေးတစ်ချက်ထွေးလိုက်ပြီးရေစင်ကွက်ကိုတောင်းကလာကလေးအားတိုက်၏ ပြီးတော့လက်ကျန်ရည်များပြည့်လာကလေး၏မျက်နှာသို့ပတ်ချလိုက်သည်။သူမတကူလုံးထူပူသလိုဖြစ်သွားပြီးမူးနောက်လာ၏။ထိုမြင်ဝင်းကိုမြည်တွေ့နေရသောဒေါ်ကြီးခင်သည်ရင်တုံပန်းလိုဖြစ်လာ၏။လာကလေးသည်သူထင်သားသလိုမျိုးပညာရည်အမွေရနေပြီလား။အကူလဲရေရင်ကတော့ဆိုသည့်နတ်ကအဆင့်တွေမြင့်ပြီးကြိုးတွေအံ့နေပါပြီ။ငါမီးလေးဒုက္ခရောက်တော့မီလား။နတ်ကတော်ကြီးကသွားတော့ဟုပြောပြီးလာကလေးကဆောင်းတွန်းလိုက်သည်။သူမကြားလဲလဲ၍ပြိတ္တတဲ့တင်ရောက်လာသည်။ ဒေါ်ကြီးကင်ကြီးလိုက်တော့လာကလေးမျက်လုံးစုံသည်မြူဝင်ဝင်တောက်လျက်လာကလေးကလက်ဆွဲခေါ်ပြီးသူ့အိမ်ကိုခေါ်ခဲ့သည်တမီးလေးမကောင်းတဲ့စိတ်တွေမမွေးနဲ့နော်လူတွေဘောခွန့်လွတ်စိမ်ဝေးသီးလားတမီးကအခုဘာဖြစ်နေလို့လဲကြီးတော့တမီးလေးဘာမှမသိပေမဲ့အမေသိနေပါတယ်ကွယ်လမ်းထဲဝင်လာတော့ကြီးညာကလာကလေးအကြည့်ပြီးဝိုင်းရနေကြသည်လမ်းထဲမှာခွေးလေးခွေးလွေးတော့ကလာကလေးကဝိုင်းဟောင်နေကြတော့လေအနာတို့မကတ်ရဲကြ ွားနေငူးချက်တဲ့အိမ်ပေါ်စင်းစနေအားကိုတဲ့အိမ်မှာသွားနေသွားသွားမလောက်လေးမလောက်စားလေးကငါ့အုံမြန်ခံပြောနေရဲ့ဟဲ့နေပဲအိမ်ဆိုပေမဲ့ငါလင်အိမ်ရဲ့လင်သေးသွားရင်မရအပိုင်းနဲ့ဈေးရောင်းကိုင်းတော့လဲဖြစ်မြောက်အောင်မရောင်းနိုင်ဘူးအိမ်ပေါ်လုံကိုင်းတော့လဲမလုပ်ဘူးတဲ့နေကိုထမင်းကျွေးမထားနိုင်ဘူးကသူကမှန်ပြောရတဲ့စီသည်သူ့ဖေအိမ်ကမစင်းနိုင်ဘူးတော့သွားသွားမီတွေအယုဒ္ဓအနတ္တဆဲလံများသည့်အိမ်ထဲမှရှံပြီးလမ်းပေါ်သို့ပြန့်လွင့်လာသည်။သူမသည်ဒီကိုယ်လုံးအရှိုးရာများပြီးငိုယိုပြီးအိမ်မီသို့ထွက်လာသည်။ တော်ကြီးခင်တို့ခုံထဲလေးမှာထိုင်ပြီးရှက်ရွေငိုနေရှာသည်မိရွေးသည်သူမအိမ်မှာမထားလို့တော့ပဆက်ချမ်းသာသည့်အိမ်တိုင်၌အိမ်ပေါ်လှုပ်ခိုင်းပြီးသူ့ကိုအိမ်မှထွက်သွားရအောင် လုပ်နေလေပြီပြီးတော့သူတို့မိသားစုအိမ်ကိုရောက်ပြီးခြေရာဖြောက်၍လစ်ကြတော့မိဒါကိုရိတ်မိ၍သူမကညင်းနေခြင်းဖြစ်သည်ဘလို့ဖြစ်ရပြန်တာလဲသမီးလေးရဲ့အရိုက်ခံရတာလဲမြင်မကောင်းပါလားလာလာကြီးတော်ကြီးဈေးတဲ့ပေးမယ်တော်ကြီးခင်ကချော့လေသူမမှာပို၍ဝမ်းနေလာပြီးငိုရှိုက်လေဖြစ်သည် ူမယင်ထဲမှဒေါသစိတ်တို့သည်အယွမ်းနှင်းမလိုက်အောင်ပောက်ဝဲထွက်လာသည်သူမမတ်တက်ရက်လိုက်ပြီးအိမ်ကိုလက်ညှိုးထိုး၍ဒေါသတကြီးရေရွလိုက်ပါတော့သည်အိမ်ကြီးမီးလောင်ပြီးဒီမိန်းမကြီးဖမ်းခံရပါစီတော့ဟဲ့သမီးလေးဘာလို့ရှောက်ပြောနေရလဲဖွားရဲလွဲပါသေးဖဲပါသေးသမီးလေးရဲ့စိတ်ကောင်းကောင်းထားပါရဲ့လာလာလာစိတ်ထဲအောင်လာကလေးရတော်ကြီးခင်စိတ်ထဲ၍မဆုံးခင်ပါပဲမီးဟေးမီးမီးမီး ဘေးအိမ်မှာလူတွေအလန်တကြားအော်ဆန်ကြောင့်အပြင်ကိုကြီးလိုက်တော့လာကလေးတို့အိမ်ပြီးဖို့ကြောင့်ဘက်ကမိခိုးလုံးကြီးတက်လာနေသည်မိတော့သည်ကြီးတဲ့ကြီးလာပြီးဓဏီမိုးဝါထရံကထိုအိမ်လေးကဝါမြူသွားပါတော့သည်ထူဆန်းသည်ကဘေးအိမ်များကကူးဆက်ခြင်းမရှိလူတွေကဘေးအိမ်များမှာရေဖြစ်ဝိုင်းပက်ကြ၏မိတွေနဲ့သမီးနှစ်ယောက်သည်ကိုလိုယုံပြေးထွက်လာကြပြီးအယူမီဝိုင်းပေါ်မှာအော်ဟစ်အကူကြီးတောင်းနေကြသည်မိသားကားများရောက်လာပြီးမိငိမ့်တက်လိုက်သောအခါအိမ်လေးသည်နတ်တိုင်ပင်မရှိတော့ မိကိုတလူလူဖြင့်ပြပုံအတိဖြစ်သွား၏ရဲစကန်ကမိတွေးအားမိပေါ်ဆမှုဖြင့်ဖမ်းသွားကြသည်တမီးနှစ်ယောက်ကမျက်စိတငယ်ဖြင့်ပြပုံပေး၌ငုတ်တုံလေးထိုင်ပြီးကြံရဲခဲ့ကြသည်သူမကိုကြည့်လိုက်တော့မိဝဝင်းတောင်းနေသောမျက်လုံးဆုံးဖြင့်အိမ်ကိုစူးစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရ၏ဒေါ်ကြီးခင်လှကလေးကဒီလိုထား၍မဖြစ်တော့လှကလေးသည်ရင်ထဲမှစူးများပြင်းထန်နေသောမိန်းကလေးတစ်ယောက်ဖြစ်မှန်းမသိဖြစ်နေပါကြပြီထို့ကြောင့်ညောင်တုံးကားလမ်းမကြီးအင်းဒီကိုင်းနေတော်ဦးလေးမှတောရအောင်ဆရာတော်ထံသို့ခေါ်သွားပါတော့သည် တပည့်တော်မှရှောက်တင်ခဲ့တာအမှန်တရားတွေပါပဲရှင်ဗျာသမီးလေးကိုပြန်ကောင်းလာအောင် ကုသပေးပါဗျာဒီလိုမှမဟုတ်ရင်လှကလေးကငရဲပြီကိုဇောက်ထိုးဆင်းရပါလိမ့်မယ်ဆရာတော်ဒီတုံးကြုံလေးထိုင်နေတော့လှကလေးကစိုက်ကြည့်နေသည်လှကလေးကမလုံးမစည်ကောင်းကောင်းကြီးထိုင်နေလေသည် ခလေးမာလေးကဘာမှမသိဘူးသူ့ကိုပညာတဲ့တယောက်ကဘူးကျွင်းသွားတာသူကခံရတာတွေများလာတော့တခါတည်းရန်ဒေါသထွက်ပြီးနှုတ်ကဘာဖြစ်ပါသေးငါဖြစ်ပါသေးဆိုပြီးပြောတော့ ဝမ်းလွင်ဆုံးလို့တကောအတိုင်းအကုတ္တများတဲ့သူတွေထီကုန်ရောကိစ္စမရှိပါဘူးဖုံးပြီးအစွဲချုပ်ပေးမယ်လာလာသမီးလေးဒီနားကိုလာဆရာတော်ကအင်းတစ်ချက်ကို ပြချပြီးလှကလေးရတိုက်သည်အင်းတောက်လိုက်သည်နဲ့လှကလေးသည် လူးလိမ်ပြီးအော်ဟစ်နေရသည်တောင်းလောက်ကြာပြီးငြိမ်သွားတော့ပကံလုံးနဲ့ဆဲလုံးညီလေးတလုံးထည့်ပြီးရေဖြော်ပြီးတိုက်ပြန်သည်လှကလေးရှေ့မှထွေးကန်တလုံးထိုးပေးလိုက်သည်တပွဲပွဲအန်ကြလာသည့်အမေသာစိမ်းများနဲ့သပင်ချီမွေးများကထွေးရံထဲမှမြင်မကောင်းရှုမကောင်းရှိနေကြသည် အင်းသူ့ပညာတွေကတော့ကုံသွားပါပြီဖုံးကြီးအမိန်ပြန်ပြီးတော့ချီမန်းခွင့်ဆုတ်ပေးလိုက်မယ်အေးအချိန်မီသေးလို့နော်သူ့ကိုမဲတော်တွေကကြိုးတွေအဆင့်တက်ပေးလိုက်တာကြာလာရင်ဆန်နှကြိုးအဆင့်ဖြစ်သွားမယ်သူလည်းလူကြီးဖြစ်သွားရင်ဒီပညာတွေကိုခုံမင်သွားပြီးတော့အစွဲချုပ်ဖို့လွယ်မှာမဟုတ်တော့ဘူးကွလာကလေးခန္ဓာကိုယ်ထဲမှာမကောင်းသည့်အရာတွေကုန်ဆင်းသွားတော့သူမသည်ကြည်ကြည်လင်လင်ဖြစ်ထိုင်နေလာသည်။သမီးလေခိုးခိုးရမယ်ဖြစ်နေရင်သာသနာ့ဘောင်ထဲဝင်ပြီးတီလာရင်ဝင်လိုက်ပါလား။ ်ဆရာတော်ကြီးမိန်ကြားချက်ကြောင့်လာကလေးမျိုးလုံးထဲမှာသီလရှင်များကိုမြင်ရောက်လာသည်သာသနာအနယ်ဝင်သီလရှင်တို့၏အင်းငိမ့်သောဘဝကို တွေးမိတော့တွက်လက်စွာဖြင့်ခေါင်းညှိပြလိုက်ပါတော့သည်ညားမကြမီရာဂုံမျိုးစုံရှိသီလရှင်ကြောင့်တကြောင်တွင်ဥပ္ပီစိမ့်စိမ့်တန်းပြန်သောအသားရည်ဖြင့်သီလရှင်လေးတပါးတရင်သုံးနေကြသည်ကိုတွေ့ကြရသည်ဖြစ်ပါသည်ကြတရေကြီးလာတော့သီလရှင်ဝတ်စုံလေးပြည့်လာကလေးဤတည်ငြိမ်နေသောဘဝကိုကြည့်ပြီးဒေါ်ကြီးခင်ဤမျက်ရည်တို့ပါပင်ပေါ်တွင်တပေါက်ပေါက်ကြလာသည် ီအခါကြရသောမျက်ရည်တို့သည်သူမဘဝအတွက်အေးချမ်းသောမျက်ရည်များဖြစ်ပါတော့သည်အဆုံးထိနားဆင်အားပေးခဲ့ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်းအောင်များ channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေများပြည့်ရစမ်းကြအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ